တောက်ချတာသမီးအတွက်ကတ်ဆွဲတာပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ကတ်တွေအများကြီးရတယ်ကောင်းတဲ့ energy လဲတွေ့ရအတွက်ချီရန်ဝမ်းတာတယ်ပေါ့နော်အဲ့တော့ဒီတောက်ချတာသမီးတွေဒီဆယ်လာပိုင်းမှာဘာတွေကြုံတွေ့ရမလဲဆိုတော့ချီနဲ့တူတူကြည့်လိုက်ရအောင်ကို့အတွက် private reading လိုချင်ရင်ချီကို TikTok Messenger မှာလာပြီးတော့ဆက်သွယ်လာနိုင်တယ် YouTube မှာလည်း video တွေတင်မှာမလို့အဲ့မှာ subscribe လုပ်ပြီးတော့ video တွေတွားကြည့်လို့ရတယ်အဲ့တော့ချီကတ်လေးတွေလှမ်းပြီးရင်ပြန်လာခဲ့မယ်နော် ်ချီကလေးတွေလှမ်းပြီးပြီဆိုတော့ဒီတောက်ချာသားသမီးလေးတွေပေါ့နော်ချီနဲ့တူတူဗီဒင်းလေးကိုဖတ်ကြည့်လိုက်ရအောင်အဲ့တော့ဒီတောက်ချာသားသမီးတွေပေါ့နော်ကိုကဒီဘဝမှာပေါ့နော်ကိုဘာတွေလောက်ခိုင်းရမလဲကိုလုံးနေတဲ့အရာတွေရောမှန်ကန်ရဲ့လားအဲကိုရဲ့ decision ကိုပြန်ပြီးတော့တောက်ဖြစ်တဲ့အချိန်မှာပေါ့နော် angel message မှာဘာပြောချင်လဲဆိုတော့ angel လေးတွေက mm ကို concern ဖြစ်တဲ့အရာ ကိုစိတ်ပူနေတဲ့အရာလေးတွေကပေါ့နော်ဘာမှစိတ်ပူစရာမရှိဘူးကိုရွေးချယ်တာမှန်ကန်တယ်ကိုရဲ့ဘဝကလည်းရှေ့ဆက်ပြီးတော့ကောင်းမွန်လာတော့မှာပေါ့နော်အဲ့တော့ကိုစိတ်ပူပင်နေတဲ့အရာတွေဆိုလို့ရှိရင်လည်းအရာအလုံးကကိုအပြေရှာတွေ့ွားလိုက်မယ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်အဲ့တော့ဒီထဲမှာတောက်ကြသားသမီးတွေပေါ့နော်ဒီဆယ်လာပိုင်းထဲမှာဘာတွေကြုံတွေ့ရမလဲဆိုတော့ 呃，可以的多变面，佮七金啊的到位呢，变味咯。 ပြန်လည်တွေ့တာပြန်လည်ပေါင်းစည်းရတာမျိုးအဲ့လိုမျိုး energy ကိုတွေ့ရတယ်။မိကောင်းဆွေကောင်းတငယ်ချင်းကောင်းတွေရမယ်။မိဆွေတွေနဲ့တူတူပျော်ရွှင်နေတာမျိုးအတူတူသွားတောက်တာမျိုးတူတူအဲ့လိုမျိုးဘားထိုင်တာမျိုးတူတူစားတောက်နေတာမျိုးအဲ့လိုမျိုးပေါ့နော်။သူများပွဲတွေလိုက်တက်နေရတာမျိုးအဲ့လိုမျိုးလေးတွေတွေ့ရတယ်။တောက်ချာသားသမီးတွေမှလေအချီးအနှက်ပတ်သက်ပြီးတော့အရန်ကန်ကောင်းတဲ့ကက်လေးကြီးကြတယ်ပေါ့နော်။ကိုနဲ့တူတူဒီမှာစိတ်တူကိုတူအဲ့လိုမျိုးလူတွေလည်းတွေ့နေပြီပေါ့နော်။တောက်ချာသားသမီးတွေပြီးတော့ဒီ2 of cups ကြတယ်။အဲ့တော့ချီရ ဒီ twin flame energy လဲပါမယ်ပေါ့เนาะအဲ့လိုမျိုးထင်နေရထင်တဲ့အတိုင်းပဲအမဒီထဲမှာ love ဟိုနင်းထဲမှာအာကြည်ကြည်အာ comic relationship လဲပါတယ်ပြီးတော့ mirror လဲပါတယ်တွေ့လား mirror ဆိုတာကိုယ့်ရဲ့ twin soul ကိုပြောတာ twin flame ကိုပြောတာအဲ့တော့ဒီ twin flame နဲ့ပတ်သက်ပြီးတော့ချီ TikTok မှာ video တင်ထားပေးဘူးတယ်ပေါ့နော် twin flame ဆိုတာဘာလဲသိချင်တယ်ဆိုလို့ရှိရင်တွားပြီးတော့ဒီချီရဲ့ဒီ TikTok ထဲမှာတွားကြည့်လို့ရတယ်ပေါ့နော် twin flame ဆိုတာကိုယ့်ရဲ့ other half ပေါ့နော် အဲ့လိုမျိုးလူပေါ့နော်အဲ့တော့ဒီထဲမှာတောက်ချသားသမီးထဲမှာကကိုဒီ relationship နဲ့ပတ်သက်ပြီးတော့များသောအားဖြင့်ကတော့အကိုရဲ့ဒီ life partner နဲ့တွေ့နေပြီကိုလက်တွဲရမယ့်သူနဲ့တွေ့နေပြီအဲ့လိုမျိုး energy ကိုရရတယ်ပေါ့နော် တချို့တိုက်တီပါဆန်လောက်ကပဲဒီ twin flame energy ကိုခြိခံစားရတယ်ပေါ့เนาะအဲ့တော့ဒီ twin flame နေဆိုလို့ရှင်လဲကိုယ့်ရဲ့ connection ကအစတည်းကကိုကသူများနဲ့မတူဘူးထူးဆန်းနေရဲ့အဲ့လိုမျိုးခံစားရတာလीเนาะအဲ့တော့ဒီထဲမှာတောက်ချသားသမီးတွေက twin flame နေနဲ့တွေ့တယ်ဆိုလို့ရှင်လဲ အာကိုဒီဆိုင်လာပိုင်းမကုန်ခင်လောက်မှာပဲအဖြေရှာတွေ့မယ်ပေါ့နော်ဒီလူကကိုယ့်ရဲ့ life partner လားဒါမှမဟုတ်ရင်ကိုကသူ့စီကတခုခုပဲတင်ယူရမှာလားအဲ့လိုမျိုးလေးတွေတွေးရှိလာလိုက်ရမယ်တချို့ကြတော့လေကိုယ့်ရဲ့ဒီ soul connection soulmate နဲ့တွေ့ရနော်ကိုယ့်ရဲ့ဒီ relationship ကအရန်ကိုတာယာနေတယ်နှစ်ဦးနှစ်ဖက်လုံးကအရန်အဆင်ပြေနေတယ်အဲ့လိုမျိုး energy ကိုတွေ့ရတယ်ပြီးတော့ဒီ တောက်ချာသားသမီးတွေပေါ့နော်ဒီဆယ်လာပိုင်းနဲ့မှာ ကိုဘားလို့လို့အဆင်ပြေနေလိမ့်မယ်အဲ့လိုမျိုးအပေါင်းအသင်းတွေရောဒီငွေကြီးနဲ့ပတ်သက်ပြီးတော့လေဒီကိုမျော်မှန်းထားသလောက်မရရင်တော့မှကိုကနဲ့ကိုစိတ်ကျေနပ်နေတတ်တယ်ပေါ့နော်အဲ့တော့အဆင်ပြေနေတာမျိုးအဲ့အဲ့လိုမျိုးလေးတွေကြုံတွေ့ရတယ်အဲ့တော့တောက်ချာသားသမီးရဲ့အတွက်ဒီထဲမှာချီဖတ်ပေးရတာအရင်အားအရဆုံးဖြစ်တယ်ပေါ့နော် အဲ့တော့ဒီကိုယ့်အနေကိုဟိုစိတ်ပိုင်းဆိုင်ရာလည်းအရန်ပျော်ရွှင်နေတယ်အာကိုချစ်ခင်တဲ့သူတွေနဲ့အချိန်ဖြုန်းနေရတယ်အာကိုဆုံးဖြတ်ချက်ချပြီးတော့ကိုဆုံးဖြတ်ချက်ချရမယ့်အရာတွေမှလည်းကိုတွေးဟာဖြစ်နေတဲ့အရာတွေဆိုလို့ရှိရင်လည်းတွေးဟာမဖြစ်နဲ့ကိုဆုံးဖြတ်ထားတဲ့အရာတွေကမှန်ကန်နေอืมပြုလို့ရှိရင်ကိုကိုကိုပေါ့နော်ကုညီပေးမဲ့ပေါင်းတဲ့တကယ်ချင်းမိတ်ဆွေတွေလည်းရရှိလာလိုက်မယ် ကောင်းမွန်တဲ့အရာတွေဒီထက်မကပိုပြီးတော့ဖြစ်လာမယ်ပေါ့နော်အဲ့တော့ဒီထဲမှာတောက်ကြသားသမီးတွေကအစစရာအဆင်ပြေမှာဆိုင်လာပိုင်းထဲမှာအစစရာအဆင်ပြေမှာမျိုးကိုတွေ့ရတယ်။ကိုယ့်ရဲ့ဒီချစ်သူကြီးစားရှိရဆိုလို့ရှင်လည်းသူနဲ့ကိုယ်နဲ့နောက်ထပ် stage တစ်ခုကိုတက်မယ်။ engage တွေဘာညာလုံးဖြစ်တာမျိုးအဲ့လိုမျိုးလေးတွေ တွေ့ရတယ်ပေါ့နော်စင်ငယ်ဆိုလို့ရှိရင်လည်းဒီအပေါင်းအသင်းမိတ်ဆွေတွေကကိုနဲ့စိတ်တူကိုတူတွေကအဲကိုလာချင်းကတ်တာမျိုးအဲ့လိုမျိုးလေးညုံအားမှကျုံအားမယ်ကိုတွေ့ရတယ်ပေါ့နော်စင်ငယ်တောက်ကြသားသမီးလေးတွေဒီထဲမှာအတွဲလေးတွေဆိုလို့ရှိရင်မဲဒါ30ရာခိုင်နှုန်းနောက်ပဲပေါ့နော် twin flame လေးတွေပါနေတတ်တာမျိုး တွေ့ရတယ်အဲ့တော့ အဲ့လိုလူလေးတွေပဲနည်းနည်းတတိထားပေါ့နော် twin flame ပါလဲဆိုတာသိချင်လို့ရှိရင်ကြည့်ရဒီ TikTok မှာသွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုများသောအားဖြင့် twin flame တွေကကိုယ့်ကိုတခုခုပညာသင်ပေးဖို့ပဲကိုယ့်ဘဝထဲကိုရောက်လာကြတာပေါ့နော်ကိုနဲ့ပေါင်းဖက်ဖို့ကတော်တော်နှဲပါတယ်ပေါ့နော်ဒါပေမဲ့ဒီထဲမှာလည်း80ရာခိုင်နှုန်းလောက်က soul mate energy ကိုရတယ်ပေါ့နော်အဲ့တော့ကိုနဲ့ resonate ဖြစ်တာကိုယူပေါ့နော်ကိုယ့်ရဲ့ connection က twin flame လား soul mate လားဆိုတာလဲစစ်ချင်ရင်ခြေစီမှာလာပြီးတော့စစ်လို့ရတယ်ပေါ့နော် ဲ့လိုမျိုးလူတွေကလည်းဒီဆယ်လာပိုင်းထဲမှာအပြေပေါ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီတောက်ချသားသမီးတွေအစားအစာရကံကောင်းပါစီပေါ့နော်ချီနဲ့ private reading လိုချင်လို့ရှိရင် GOD TikTok Messenger မှာလာပြီးတော့မေးလာနိုင်တယ် YouTube မှာလည်း video တွေတင်မှာမလို့ subscribe လုပ်ပြီးတော့အမှ video အစ်လေးတွေတွားကြည့်လို့ရတယ်ပေါ့နော်